EJU Japan the World Economics Textbook ရဲ့ Chapter 1ကိုစာဖွင့်လိုက်တာနဲ့ကျောင်းသားတွေဘာဖြစ်သွားလဲစိတ်ညစ်သွားကြ Adam Smith, Ricardo, Marx, Keynes, Freeman, Schumpeter နာမည်ခုနှစ်တည်းကအရင်များလုံးနဲ့သူတို့ကဘသူကဘာလုပ်ခဲ့မှလုံးဝမသိတော့ဖြစ်သွားတာပါတယ်မပူပါနဲ့ဒီနေ့အဲ့ဒီနာမည်စင်းတွေကိုဆလန်တပုတ်နဲ့ကျွန်တော်ရှင်းပြပါမယ်ဒီဆလန်နားထောင်ပြီးတာနဲ့2024မေခွန်ဟောင်းကိုတင်ကိုယ်တိုင်100%ဖြစ်နိုင်တော့စေရပါမယ် အကြောင်းသား90ရာခိုင်နှုန်းလုံမိတဲ့အမဒီနာမည်တွေကိုအလွတ်ကျက်ဖို့ကြိုးစားတာပါပဲဒါမာယွန်းနဲ့နီလန်းမှာအစ်ကြီးယူကတင့်ရဲ့ memory တွေကိုစစ်တာမဟုတ်ပါဘူးတဲ့ logic ကိုစစ်တာပါအဲ့တော့အစရင်ရှည်ကိုမေ့ထားလိုက်ပါကျွန်တော်ပေးမယ့် pendulum chain သီးဆိုတဲ့ system တစ်ခုပဲမြင်ကြအောင်ပါ economic history ဆိုတာကတော့ small government နဲ့ big government ကြားမှာဟိုဘက်ဒီဘက်လွဲနေတဲ့ chain သီးတစ်ခုလိုပါပဲပထမဆုံး chain သီးကညာဘက်ကိုလွဲနေတယ်ဒါ SM Smith ရဲ့ခက်ကပါဆက်ရှိရစုပါသူရဲ့ concept ကရှင်းပါတယ် လေစီဖဲပါအစိုးရဝင်မှာပါတဲ့ဈေးကွက်မှာ invisible hand ရှိတယ် supply နဲ့ demand ကသူဟာနဲ့သူအလုပ်လုပ်နေမယ်ဒါကို chip government လို့လည်းခေါ်ပါတယ်အစိုးရက night watchman ညကင်းဆောင်ပဲလောက်ရပါမယ်ဈေးကွက်ထဲဝင်မကစားဘူးဆိုတဲ့သဘောတရားပါဒါပေမဲ့19ရာစုအလယ်လောက်ရောက်တော့ပြဿနာတက်လာပြီအရင်ရှင်စနစ်မှာတထေးနဲ့အလုပ်သမားကြား gap တွေရှိလာတယ်အဲ့ဒီမှာဘသူပေါ်လာလဲဆိုလို့ရှိရင် galmax ဆိုတဲ့ပုဂ္ဂိုလ်ပေါ်လာခဲ့ပါတယ် galmax ပေါ်လာပြီးတော့ item smith ကိုဆန့်ကျင်တယ်သူကပြောလဲဆိုလို့ရှိရင် ဈေးကွက်ကမညီမြဘူးအစိုးရကထိန်းချုပ်ပြီးစီမံကိန်းစီးပွားရေးလုံမှညီမြမယ်ဆိုပြီးတော့သူကအဆိုပြုလာပါဒါက socialist economy ရဲ့အစပါပဲပထမဆုံး 18th century ကိုသူကကြည့်ကြမယ်ဆမ်မူဒေါ်လာကြီးကလာပေါ့ဒီခေတ်ရဲ့ main သား item smith ပါသူရဲ့ယုံကြည်ချက်ကရိုးရှမ်းပါတယ် market mechanism စီးကွက်ရန်တရားကိုအခြေခံတာအစိုးရကစီးပွားရေးထဲကိုလုံးဝဝင်မပါနဲ့တဲ့စီးကွက်မှာ invisible hand ရှိတယ် demand နဲ့ supply သူဟာသူညှိလိမ့်မယ်လို့သူကယုံကြည်တယ်ဒါကြောင့်သူ့တွေ့ရင်စကားနှလုံးပြေးမြင်လိုက်ပါ lazy fair လွတ်လပ်ခွင့်ပေးခြင်းနဲ့ small government အစိုးရအသေးစား အစိုးရတည်သေးပါဒါကကနဝင် classic စနစ်ပါပဲဒါပေမဲ့ဒီစနစ်က1929မှာပြည့်စည်သွားတယ် Great Depression ဖြစ်လာတော့ဈေးကွက်ဟာသူ့ဟာသူပြန်မတက်နိုင်တော့ဒီချိန်မှာဒုတိယမင်းသားဖြစ်တဲ့ Keynes ရောက်လာတယ်သူက Adam Smith ကိုဆန့်ကျင်ပါတယ်ဈေးကွက်ပြတ်နေအစိုးရလက်ပိုက်ကြည့်မနေရဘူး Active Intervention ဝင်ပါမယ်လို့သူက ပြောပါတယ်ဘယ်လိုဝင်ပါမလဲလမ်းတွေဖောက်တံတားတွေဆောက် public goods လို့ခေါ်တဲ့အစိုးရပိုင်ဆိုင်နေတုံးပြီးတော့အလုပ်လုပ်ပေးရမယ်ဒါကို effective demand planning လို့ခေါ်ပါတယ်ဒါကြောင့်သူတွေ့ရင် physical policy နဲ့ big government လို့မြင်အောင်ပါခု smith နဲ့ kings အကြောင်းတွေကိုနားလည်ပြီနော်နောက်ဆုံးအနေနဲ့သူတို့နဲ့မတူတဲ့အထူးခြားဆုံးလူတစ်ယောက်ရှိသေးတယ်သူ့နာမည်က joseph schumpeter သူကအစိုးရကြီးရသေးတာကိုစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာက innovation စမ်းတဲ့တွေ့မှုပါ အရင်ရှင်စနစ်တိုးတက်နေတာဟာလုပ်ငန်းရှင်တွေက idea အစ်စ်တွေနဲ့အဟောင်းတွေကိုတိုက်ဖြတ်နေလို့ဖြစ်တယ်။ဒါကို तू က creative destruction ဖန်တီးမှုပါတော့ပျက်စီးခြင်းလို့နာမည်ပေးခဲ့ပါတယ်။ဒီ concept တောင်းခလုံးရောက်ရရင်တော့တားဆလို့ရှိရင်2024ဒီကြည့်ယူမေခွန်ကိုကြည့်ပြီးအပြည့်ထုတ်ကြည့်အောင် option 4ကိုကြည့်ပါ item smith argue active intervention is necessary လေ Adam Smith ကအစိုးရပါမယ်လို့ပြောသလားမဟုတ်ပါဘူး Smith ကလည်းစီဖဲပါဒါကြောင့် option 4မှာပါတယ် option 3ကိုကြည့်ပါ Keynes argue government doesn't need policies Keynes ကမူဝါဒတွေမလိုဘူးလို့ပြောသလားလောကမှာပါတယ် Keynes က big government မှာဝင်ပါမယ်လို့သူကပြောခဲ့တယ်ဒါဆိုလို့ရှိရင် option 1ကိုကြည့်မယ် Schumpeter argue innovation creative destruction ကိုကြည့်ပါ ဒါကျွန်တော်တို့ခုနပြောတဲ့ရှင်ဗီဒါရဲ့အတိအကသီအိုရီဖြစ်ပါတယ်ဒါကြောင့်အဖြစ်အမှန်က option 1ဖြစ်ပါတယ်တွေ့ပြီလားစောက်ထဲကစာကြောင်းတွေအလွတ်တက်နေစမ်းမလို့ပါဘူး crack တက်ရောက်ချင်းစီရဲ့ concept ကိုစက်ကောင်လို့မြန်ထားရင်ကြီးကြည့်ယူပါလဲကူသွားပါလိမ့် now master class တွေအတွက် subscribe လောက်ထားပါ welcome to japan lens with dr sai